မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ MPD တပ်ဖွဲ့ရဲ့ရဲဘော်တွေ9ရက်တာအစာငတ်ခံခင်းပုံဝစ်ပြီးစစ်စင်ရေးပြုလုပ်ခဲ့ရာအကြံဖက်စစ်တပ်ရဲ့ရုရှားပြန်တုံးပွင့်ပိုကြီးတဦးနဲ့ဖြူကောင်းဆောင်မင်းတိုက်အပါအဝင်၃ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းချံခရိုင်မြင်းချံမြို့မှာ မယန်ပလတ်ကြိုက်က MPD တပ်ဖွဲ့ရဲ့ရဲဘော်တွေကခုနှစ်ရက်တာအစအငတ်ခံခင်းပုံးဝစ်ပြီးအတူစစ်စင်ကြီးတရက်ကိုပြုတ်လုခဲ့ရ။အချမ်းဖတ်စစ်တရဲ့ရုရှားပြန်သုံးပွဲပိုးကြီးတအူနဲ့ဖြူကောင်းဆောင်မင်းတိုက်အပါအဝင်၃ဦးသေဆုံးပြီးထက်ချက်ကြီးတအူအပြင်းထန်တရားရခဲ့တယ်လို့ MPD တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက သတင်းဌာနကိုပြောပါရယ် MBD တပ်ဖွဲ့ရဲ့အတူစစ်စင်ရေးကိုအထူးကွန်မန်ဒိုခွနက်ဦးနဲ့ဇုံ18ရက်ည6:30မိနစ်မှာပြုလုပ်ခဲ့တာဖြစ်ပြီးတည်ဆုံခဲ့တဲ့ပြူကောင်းဆောင်မင်းတိုက်ကနမကျော်ပြူကောင်းဆောင်တအူဖြစ်သူတီတာယုမွန်ထက်စီနီယာဖြစ်တယ်လို့လည်းသိရပါရယ်စစ်စင်ရေးလုပ်တဲ့အချိန်ကအသွားရောအပြန်ရောအပီအစီ10မိနစ်ပဲကြာတယ်တွတ်တွလက်လက်လုပ်ပြီးတွတ်တွလက်လက်ပြန်လာခဲ့တယ်ဘာလို့လဲဆိုတော့တက်တွေအလုံးရဲ့ကြားထဲမှာခင်းပုံ9ရက်လောက်ရဲဘော်တွေအစားအသောက်အငက်ခံပြီးတော့ဝစ်တယ်ဝစ်ပြီး ီးတော့မှဒီစစ်စင်ရေးကိုလုံနိုင်ခဲ့တာပေါ့လက်နက်ကောက်ချိန်ပြလိုက်တဲ့အနေထားပေါ့မြ мян သွတ်သွက်လက်လက်ပဲလှုပ်ခဲ့ရတာဆိုတော့ သူတို့ဘက်ကနောက်ထပ်စစ်ကူတွေကထောက်လျှောက်ရောက်လာတယ်။ဘာလို့လဲဆိုတော့အကောင်ကြီးတွေဆိုတော့ထောက်လျှောက်ရောက်လာပြီးပြစ်ခတ်တာတွေ။ထိုက်ပွဲတွေတော့နည်းနည်းဖြစ်သွားလိုက်တယ်။မင်းတိုက်ဆိုတဲ့ကောင်ကသီရာယုမွန်ထက်တောင်စီနီယာကြတယ်။လက်နက်ကင်နာကလေးလို့ MBD တက်ဖွဲ့ကောင်ဆောင်ဖုံးမိုက်ခဲကပြောပါတယ်။တည်ဆုံသွားတဲ့ပြူစောတီကောင်းဆောင်မင်းတိုက်ဆိုဒီမှာသီရာယုမွန်ထက်စီနီယာကြတဲ့သူဖြစ်ပြီးအကြံဖက်စစ်ကောင်စီဘက်မှစစ်ကူတွေတောက်လျှောက်ရောက်လာပြီးပြစ်ခတ်တာကြောင့်ထိုက်ပွဲအနေငယ်ဖြစ်ပွားခဲ့ပြီးလက်နက်တွေကိုကောက်ချိန်မရလိုက်ပဲပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ဖို ိုးမိုက်ခဲကရှင်းပြပါရယ်အနိုင်ကြီးရွာနဲ့ခေါင်းခွဲကြီးရွာကြားမှာအကြက်ဖက်စစ်တပ်လက်ပါစီပြူစောတီကောင်းဆောင်မင်းတိုင်ရုရှားပြန်တုံးဖွင့်ဖို့ကြီးပြေဖြိုးကြော်နဲ့တက်သားပိုင်စိုးတို့တေဆုံးခဲ့ပြီးထက်ချက်ကြီးမုတ်စိမ့်မှာပြင်းထန်တံရရရှိခဲ့တာကြောင့်ငင်းချံပြည်သူစေယုံကြီးမှာစေကူတော်မှုခံယူနေတယ်လို့သိရပါတယ်။ဖြူစောထီကောင်းဆောင်မင်းသားရဲ့ရုပ်အလောင်းကို မိသားစုထံအလောင်းပြတ်မအပ်သေးပဲတွဲဖက်ဖြစ်သူသီရာယုမွန်ကကိုရိုင်းတကြိုပေးမယ်လို့သိရပါတယ်။အခုလိုအထူးစစ်စင်ရေးတွေမှာအချိန်နဲ့တပြေးညီဖြစ်နိုင်ပြီးပြည်သူတွေကိုအနိုင်ကျင့်နှိပ်စက်နေတဲ့အကြံဖက်စစ်ကောင်စီရဲ့အရာရှိတွေနဲ့လက်ပါစီပြူကောင်းဆောင်တွေကိုအထူးစရင်မှထဲသွင်းတတ်မှတ်ခါတုတ်တင်သွားမယ်လို့ MPD တပ်ဖွဲ့မှသတိပေးထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီး AA ရဲ့ထိုးစစ်ကြောင့်နရေကံပြူဟာကုန်းမှာဆစ်လက်နဲ့ပစ္စည်းတချို့ကိုဗရန်ရှိအမြောက်တရင်တွေထံစကားစပြောင်းရွှေ့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်အစံအမ်ဗရန်လမ်းပိုင်းရှိရခိုင်ရုံးမှတောင်ကုန်းပေါ်မှာတည်ရှိတဲ့နရေကံပြူဟာကုန်းစခန်းကိုအရက်ကတက်တော် AA နဲ့ပူးပေါင်းတပ်တွေကအင်းအားအလုံးရင်းနဲ့ယခုရပိုင်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA နဲ့နှိစက်တဲ့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ နရရကံပြူဟာကုန်းမှာအခြေချကြက်ဆွဲနေရယူထားတဲ့စစ်ကောင်စီတပ်မ88တပ်မ99တို့ကစစ်ကောင်စီတပ်သားတွေကိုအာရကတပ်တော် AA နဲ့ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာစတင်ကအပြင်းထန်ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ နိုင်ရကံပြူဟာကောကိုတိမ့်ပတ်ရရှိဖို့အေအေနဲ့မဟာမိတ်တပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေတယ်။ဒီရက်ပိုင်းမှာထိုးစစ်တွေအပြင်းထန်ဖြစ်နေတာပါ။ဒီနေ့အချိန်ထိလည်းပြင်းထန်နေတော့မယ်လို့သိရတယ်ဟုအေအေနဲ့နှိစက်တဲ့အဆိုပါစည်ရေးတရင်ရင်မြက်ကပြောပါရယ်။နိုင်ရကံပြူဟာကောကိုအာရကတက်တော်အေအေနဲ့ပူးပေါင်းတပ်တွေရဲ့ဝိုင်းရံပိတ်ဆို့ထိုးစစ်ဆင်မှုတွေကြောင့်ပြူဟာကောအတွင်ကစစ်လက်နက်ပစ္စည်းတချို့ကိုအာရကတက်တော်ထံမကြရောက်ရည်အတွက်ဗရန်မျိုးပေါ်ရှိအမြောက်တရင်တွေကိုပို့ဆောင်ထားရတယ်လို့လည်းသိရပါရယ်။ ဗရန်မြို့နယ်အတွင်းမှာအမှတ်905အမြောက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အမှတ်385အမြောက်တပ်ရင်းအမှတ်409အမြောက်တပ်ရင်းတို့ရှိပြီးနယ်ရေကပ်ပြူဟာကုန်းနဲ့စေမိုင်းကျော်အကွာမှာရှိနေတာလည်းဖြစ်ပါတယ် တဝရိုင်းစခန်းကုန်းကျသွားလို့နေရီကံပြူဟာကုန်းမှာစကစဘက်ကအင်အားတွေကိုဖြည့်တင်းနေကြတယ်။ကားအကြီးတွေနဲ့ဖြည့်တင်းနေကြတာပါ။တချို့စစ်လက်နက်ပစ္စည်းတွေကိုလည်းအေအေနဲ့ဒေါ်လာရေးအင်အားစုတွေထံမရောက်သွားဖို့အတွက်ပရန်ကအမြောက်တပ်တွေထံယူသွားကြတယ်လို့သိရတယ်လို့နောက်ထပ်စီရေးတဲ့ရင်းမြစ်တဲ့ဦးကပြောပါတယ်။ပြီးခဲ့တဲ့ဆွန်လာလေးရက်နေ့ကနေရီကံပြူဟာကုန်းနဲ့တမိုင်အကွာမှာတည်ရှိတဲ့ MPD တဝရိုင်းကုန်းစခန်းကိုအရက်ကတက်တော်အေအေနဲ့ပူးပေါင်းတက်တွေရဲ့တိမ့်ပိုက်နိုင်ခဲ့ပြီး လက်ရှိထိုးစစ်မှာနှည့်ကံပြူဟာကုံစကန်းကိုဥတီလာနေတာပဲဖြစ်ပါတယ်။အဆိုပါအရကတက်တော် AA နဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ကိုခုခံမှုအတွက်နှည့်ကံပြူဟာကုံအတွင်းမှာစစ်ကောင်စီကအင်အားရာနဲ့ချီဖြည့်တင်းထားသလိုဗရန်မျိုးအဝင်ထွက်တွေမှာလည်းလုံခြုံရေးတပ်တွေချထားကအင်အားအလုံးရင်းနဲ့ခံစစ်ပြင်းနေတယ်လို့လည်းဒေသခံတွေနဲ့စစ်ရေးတရင်ရေးမြစ်တွေရဲ့ပြောဆိုမှုအရသိရပါတယ်။ဆလပီ KNU တင်ထားတဲ့ကတိုင်းတိစကန်ကိုစစ်ကောင်စီတပ်ပြန်တိုက်ယူတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ဖပေါ်ခမမောင်းလန်ပိုက်ကကတိုင်တိစကန်းကိုတိုက်ယူပြီးငါးလနီးပါအကြာမှာပြန်လည်လက်လွတ်လိုက်ရတယ်လို့ခရစ်အမျိုးသားအစည်းအရုံး KNU တပ်မဟာ9ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကလေးတဲ့တို့ကပြောပါတယ် ်ဖားဖုံကမမောင်းလမ်းပိုင်းမှာအရေးပါတဲ့ခတိုင်တိစခန်းကို KNU တပ်မဟာ9ဦးဆောင်တဲ့ဖူပေါင်းတပ်ကအခုနှစ်ဇန်နဝါရီလ23ရက်ကသိမ်းယူခဲ့တာပါဒါပေမဲ့9လနီးပါးအကြာလက်ရှိဇွန်လအတွင်းမှာတော့စစ်ကောင်စီတပ်ကထိုးစစ်ဆင်ပြီးပြန်လည်ရယူသွားတာလို့ဗိုလ်မှူးကြီးစောကလေတူကဆိုပါတယ်လက်လွတ်လိုက်ရတဲ့ခတိုင်တိစခန်းကိုပြန်ရဖို့အတွက်ခမမောင်းမျိုးကနေတဆင်စစ်ကြောင်းအကြိမ်ကြိမ်ထိုးခဲ့ပေမဲ့ KNU တပ်မဟာ9ဦးဆောင်တဲ့ဖူပေါင်းတပ်ရဲ့ဂျားဖြက်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်စစ်တပ်စစ်ကြောင်းရှေ့မတိုးနိုင် ခဲ့ဘူးလို့သိရပါတယ်။ရေပြင်စစ်ကြောင်းမစွမ်းတာတဲ့အခါမှာလေကြောင်းကိုအပြူပေးတိုက်ခိုက်တာကြောင့်ခမမောင်းတဲ့ကတိုင်တီချာကခြေရွာတွေဘုံကျဲခံရတယ်လို့ဒေသခံတွေထိခိုက်သေးကြတာနေအိမ်တွေဘာသာရေးအဆောက်အဦတွေဖျက်ဆီးမှုရှိခဲ့ပါတယ်။အနောက်ဘက်ဖပုံခရိုင်ကတိုင်တီရွာယွန်းစလင်းမြစ်ပေးကကတိုင်တီစခန်းကိုစစ်ကောင်စီတပ်ကပြန်လည်ရယူနိုင်ခဲ့ပြီးအင်အား150ကျော်နဲ့တပ်ဆွဲထားတယ်လို့ဘုံမူကြီးစောကလေးတို့ကပြောပါတယ်။ ကတိုင်းဒီကိုသူတို့စစ်ကောင်စီပြန်လို့တော့ရတယ်။ဒါပေမဲ့အထက်ဖက်ဖာပုံကိုတက်လာဖို့ကတော့အခုလောလောဆယ်အနေနဲ့ကတော့သူတို့အစီအစဉ်တော့မရှိလောက်သေးဘူးနဲ့တူတယ်။သူတို့တက်လာတာတော့မရှိသေးဘူးပေါ့နော်။ဒါပေမဲ့နောက်ပိုင်းကျတော့မပြောတတ်ဘူး။အခုကတော့သူတို့တက်ဖို့အချိန်ကြီးကတော့သိပ်မရသေးဘူးနဲ့တူတယ်လို့ဖုံမှုကြီးစောကလေးတို့ကဆိုပါတယ်။ ။ကြအပြင်ဖာပွန်ဖြူဟာရဲ့ခါကင်းစက္ကန့်တစ်ခုကိုစစ်ကောင်စီတပ်ကပြန်လည်ရရှိသွားတယ်လို့သိရပါတယ်။အခုသူတို့စစ်ကောင်စီတပ်ပြန်သိမ်းလို့ရတာကဖြူဟာနဲ့ကတ်နေတဲ့ခါကင်းနေရာနှစ်ခုပေါ့နော်။တအားကတ်နေတော့ပြန်ခွာပေးလိုက်တာပါလို့ဘုံမူကြီးစောကလေးတို့ကပြောပါတယ်။ ကတိုင်တီဖာပေါ်တခွင်ကစစ်ကောင်စီတရဲစင်ဆွဲတောင်သုံးလုံးမထော်ကူးစိခမရ434ခလာရ79စစနှ642တရင်တွေကိုဖိခဲ့တဲ့နေ့အတွင်း KNU တပ်မဟာ9ဦးဆောင်တဲ့ဘူပေါင်းတပ်ကတိုက်ယူနိုင်ခဲ့ပြီးဖာပေါ်မြို့ကိုထိန်းချုပ်ထားပါတယ်ဆလပီဝင်းနေမီတာယုံဆရာတော်ဖြစ်ခဲ့သူများကိုတနည်းပြည့်သည့်အထိစစ်ကောင်စီအေးမယူဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဝင်းနေမီတာယုံကြောင်းတိုက်မှာဆရာတော်ဗတ္တနာမှုနေတာပြည်ဝင်သားကို ဖြစ်ခတ်မှုကျူးလွန်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုအေးအေးယူရန်တနေ့ကြာသည့်အထိစစ်ကောင်စီကနှုတ်ဆက်နေပါတယ်။ဖုံဖုံတို့တော့ဘာမှမကြတိရပါဘူး။ဦးစင်းတို့ဆရာတော်ဖရာကြီးကိစ္စပြီးတော့ဆရာတော်ဖရာကြီးရဲ့သာသနာကိုပဲဖြည်းဖြည်းဝဝထမ်းဆောင်ပါတယ်။ချန်နာရီကတော့ဘာမှမတိရပါဘူး။အဲဒီနောက်ပိုင်းတက်သေးလာရောက်စူးစောင်းခြင်းဘာမှလည်းမရှိပါဘူးဟုဝင်းနေမိတာယုံကြောင်းတိုင်ဒုတိယဗရာဏနိုင်ရကဆရာတော် ဗဒ္ဒနာသူရာနန္ဒကယနေ့စွန်19ရက်တွင်မိမာရိန်ဝင်းနေမိတာယုံကျောင်းတိုင်းမှာကပ္ပိယတဦးကလည်းဆရာတော်နဲ့ပတ်သက်သည့်အမှုနောက်ဆက်တွေကိုဘာမှမကြားသိရကြောင်းပြောပါရိန်ပြီးခဲ့တဲ့2024ခုနှစ်စွန်19ရက်နေ့တွင်ဆရာတော်ဗဒ္ဒနာမူနေတာဘိဝင်သားသည့်ကံတုံးစင်ကျောင်းတိုက်ဆရာတော် ဗရဏဂုဏိကာပြီးဝင်သားတဲ့အတူငန်းစုံမျိုးခမ်းမရွာတွင်စစ်ကောင်စီလက်အောက်ကတပ်ဖွဲ့ဝင်များ၏တနက်ဖြန်ပြစ်ခတ်မှုကြောင့်ဖြန့်လွန်တော်မူခဲ့ရသည်ထိုပြစ်ခတ်မှုကိုစစ်ကောင်စီကကနက်ဦးတွင်ဖိရက်များ၏လက်ချက်ဟုလိမ့်လည်ထုတ်ပြန်ခဲ့တော်လဲဇွန်လ20ရက်နေ့တွင်ပြစ်ခတ်မှုတွေပါဝင်သည့်ခန်30အကြောင်းတိုက်စစ်ရတော်၏မိန့်ကြားချက်ကြောင့်စစ်ကောင်စီ၏လိမ့်လည်မှုပေါ်လွင်ခဲ့သည်ထို့နောက်ဇွန်လ21ရက်နေ့တွင်ထိုဖြစ်စဉ်ကိုဖြစ်ရပ်မှန်စုံစမ်းရေးအဖွဲ့ကဖော်ထုတ်စီစဉ်မည်ဟုစစ်ကောင်စီကထုတ်ပြန်ခဲ့သည် ဝင်းနေမီတာယုံကျောင်းတိုင်းဆရာတော်ဗဒ္ဒန္နမူနေနာပြည်ဝင်သားပြစ်ခတ်ခံရမှုကိုစစ်ဆေးနိုင်ရန်စစ်ကောင်စီအလေပိုင်းတိုင်းစစ်ဌာနချုပ်ဒူးတိုင်းမှုအပါဝင်၃ဦးပါဝင်သည့်စုံခုံအဖွဲ့ဘွဲကစစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီးအေးအေးယူမှုအပိုင်းကိုမူမကြားသိရတော့ကြောင်း CDN ဗိုလ်ကြီးစင်ယောကပြောပါရယ်စစ်တပ်ကဟန်ပြအေးအေးယူတာမျိုးကိုတော့မကြားသိရပါဘူးစုံခုံနဲ့တင်ပြီးသွားတယ်တကယ်တမ်းစုံစမ်းစစ်ဆေးရေးမလုပ်ဘဲနဲ့တပ်တွေကကောင်းတော့ချက်လောက်တာလည်းမရှိပါဘူးဟုဆိုပါရယ် ်ဝင်းနေမီတာယုံကျောင်းတိုင်းမှာဒုတိယဗရာဏနာယကဆရာတော်နဲ့ကပ္ပယဖြစ်သူနှစ်ဦးကိုမေးမြန်းရတွင်လေထိုပြစ်ခတ်မှုဖြစ်စဉ်အပြီးတွင်စစ်ကောင်စီမှလာရောက်စစ်ဆေးမြင်ရခြင်းသက်တည်စုဆောင်ခြင်းများမရှိကြောင်းပြောပါရယ်ဝင်းနေမီတာယုံကျောင်းတိုက်ဆရာတော်ကိုပြစ်တတ်ခဲ့သူများမှာကြောက်စဲအခြေဆိုင်အမတ်နှင့်အင်းအားပြန်လည်ဖြစ်တင်ရေးတက်မှဘုံမှုမျိုးမင်းဦးနှင့်အတူစစ်သား73ဦးငန်းစုံအခြေဆိုင်ပြူစောတိအဖွဲ့ကောင်းဆောင် မျိုးမင်းခိုင်ဆိုသူနဲ့ပြူစောတီပြည်သူစစ်၁၄ဦးစုစုပေါင်း၂၉ဦးပါဝင်ကြောင်းသတင်းဌာနကစစ်ကောင်စီတပ်ရဲ့ထောက်လန်းရေးအစီရင်ခံစာများကိုကိုးကားကသတင်းဖော်ပြထားပါတယ်။စစ်ကောင်စီကမှကန်တုံးစစ်စီရတော်မိန်ကြားချက်အပြီးနောက်ရ၂၀၂၄ခုနှစ်ဇွန်22ရက်နေ့တွင်စစ်တပ်က၎င်းတို့ပြစ်ခတ်လိုက်ခြင်းကြောင့်ဖြစ်ကြောင်းနဲ့ဖြစ်ရမှန်စုံစမ်းရေးအဖွဲ့ကဖော်ထုတ်စစ်ဆင်ရည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ ရှင်းနောက်ပိုင်းတွင်ဝင်းနေမီတာယုံကြောင့်တိုက်ဆရာတော်ပြစ်ခတ်ခံရမှုနှင့်ပတ်သက်၍မိသည့်သတင်းထုတ်ပြန်ချက်မှမရှိတော့ပေ။ထိုကိစ္စနှင့်ပတ်သက်၍စစ်ကောင်စီသတင်းထုတ်ပြန်ရေးကောင်စာဗိုလ်ချုပ်စော်မင်းထွန်းကသတင်းဌာနကဆက်သွယ်မေးမြန်းခဲ့တော်လဲပြန်လည်ဖြေကြားခြင်းမရှိပေ။